အုပ်စုပွဲစဉ်နှစ်အပြီးမှာအတင်းအလုံးပေါင်းရဲ့စုစုပေါင်းတွင်ကိုက85ခုအထိရှိပါတယ်စစ်ကပေးကိုလုံးဝမရှိခဲ့တဲ့တော့တိုက်စစ်ကလည်းရှားကိုလုံးဝမရှိခဲ့ပါဘူးအဲ့အတင်းတွေအလုံးကတော့ quarter final အဆင့်ကိုတက်ရောက်ဖို့အတွက်မျှော်လင့်ချက်ရှိနေပါသေးတယ်အလုံးမဲမင်္ဂလာပါ中山桥是吧？不拉几天，一星期是关不。今晚喽，今晚搞毛毛的，不是家里几点播？他也干这个。那个弟，阿大姐，那个谁家喽？ င်ကြပါပါနောက်ထပ်24 MNL League Cup ဖတ်စာလို့ရှိရင်2025 MNL League Cup ပြိုင်ပွဲကပူပူမြိုင်ဆိုင်ပြီးတော့အကျိတ်နဲ့ဖြစ်နေပါတယ်။အုပ်စုပွဲစဉ်နဲ့ပြီးဆုံးသွားတဲ့အချိန်မှာတော့အသေးတိုင်းလူလူကနောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်အခွင့်အရေးရှိနေပါတယ်။ စ်သားမြင်သာရှိတာတကူကတော့ MNL League 2ကအသင်းတွေအနေနဲ့ MNL League 1ကအသင်းတွေကိုကောက်ကောက်ကြီးဒုက္ခပေးနေတာပါ MNL League 2ဝင်ခွင့်ပြိုင်ပွဲမှာပိုးဆွဲခဲ့တဲ့တော်ဝင်ရန်ကုန်အသင်းအနေနဲ့ကလည်းအုတ်စုပွဲစဉ်နှစ်ပွဲကစားအပြီးမှာရန်ကုန်နဲ့အေယာဝတီအသင်းတွေစီကရမှတ်တွေခွဲဝေရရှိထားပါတယ်အဲ့ဒီနှစ်ပွဲစလုံးမှာခန်းစစ်ကပေးကိုလုံးဝမရှိခဲ့သလို တိုက်စစ်ကလည်းယာကိုလုံးဝမရှိခဲ့ပါဘူးအုပ်စုအိမ်မှာဆိုလို့ရှိရင်ရှမ်းပြည်တဲ့အသေးအနေနဲ့အုပ်စုအဖွဲ့ပွဲစဉ်မှာစံချိန်တင်ကိုပြနိုင်ပွဲရရှိခဲ့ပေမဲ့အုပ်စုဒုတိယပွဲစဉ်မှာတော့နိုင်ပွဲရရှိဖို့အတွက်ရုံးကန်ခဲ့ရပါတယ်ဟိမ်ဖြိုးဝင်းရဲ့နောက်ကျအနိုင်ကိုကြောင့်သာနိုင်ပွဲဆက်ခဲ့တာပါအုပ်စုဘီမှာဆိုလို့ရှိရင်လည်းရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့အဖွဲ့ပွဲစဉ်မှာရမှတ်ဆုံးရှုံးခဲ့ပေမဲ့ဒုတိယပွဲစဉ်မှာတော့ကချင်ယူနိုက်တက်အသင်းကို9-6ပြန်အနိုင်ရရှိခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာ တို့ရဲ့တိုက်စစ်မှုတဲ့မိုကူကလည်းဂိုးပေါက်၄ချိန်အထိတွေ့ခဲ့ပါတယ်။အုပ်စုစီမှာဆိုလို့ရှိရင်လည်းဟန်တာဝရီအသင်းအနေနဲ့အဖွင့်ပွဲစဉ်မှာဂိုးပြတ်နိုင်ပွဲရရှိခဲ့ပေမဲ့အုပ်စုဒုတိယပွဲစဉ်မှာတော့ချင်းလန်အသင်းနဲ့မထင်မဖဲဂိုးမရှိတဲ့ကြားခဲ့ပါတယ်။အုပ်စုထီမှာဆိုလို့ရှိရင်လည်းခုံစရာအသင်းအနေနဲ့အုပ်စုပထမပွဲစဉ်မှာဂိုးပြတ်နိုင်ပွဲတစ်ပွဲရရှိခဲ့ပေမဲ့အုပ်စုဒုတိယပွဲစဉ်မှာတော့ရှာမညအသင်းကိုနောက်ကနေလိုက်ကစားခဲ့ရပြီးတော့တရေတမှတ်ကိုမနှဲပဲရယူခဲ့ရပါတယ်။ အုပ်စုပွဲစဉ်နှစ်အပြည့်အမှတ်ပေးစရာရည်ရွယ်မှုတွေကိုတစ်ချက်ကြည့်လိုက်ရအောင်အုပ်စုအအုပ်စုအမှာဆိုလို့ရှိရင်တော့ရှိုင်းလိုက်တဲ့အသေးကနှစ်ပွဲကစားနှစ်ပွဲအနိုင်ရရှိထားပြီးတော့အုပ်စုထိတ်ဆုံးနေရာမှာရည်ရွယ်နေပါတယ်ဒုတိယနေရာမှာတော့တကုံဖော့အသင်းကတပွဲကစားတပွဲအနိုင်ရရှိထားပြီးတော့ရမှတ်သုံးမှတ်နဲ့အုပ်စုဒုတိယနေရာမှာရည်ရွယ်နေပါတယ်တစ္ဆာအာမတက္ကသိုလ်နဲ့ရန်ပွားအသင်းတွေကတော့အစင်း3 4 5နေရာတွေမှာအစင်လိုက်ရည်ရွယ်နေပါတယ်အုပ်စုဖီအုပ်စုဖီမှာဆိုလို့ရှိရင်တော့ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ နှစ်ပွဲကစားတပွဲနိုင်တပွဲတည်းရေရမှတ်၄မှတ်နဲ့အုပ်စုထိပ်ဆုံးနေရာမှာဥဆောင်နေပါတယ်အုပ်စုဒုတိယနေရာမှာတော့မဟာယူနိုက်တက်အသင်းနေနဲ့တပွဲကစားတပွဲနိုင်ရမှတ်၃မှတ်နဲ့အမှတ်ပေးစရာရဲ့အုပ်စုဒုတိယနေရာမှာရပ်တည်နေပါတယ်တောင်ဝင်းရန်ကုန် AOR နဲ့ကချင်ယူနိုက်တက်အသင်းတွေကတော့အဆင့်၃၄၅နေရာတွေမှာအဆင့်လိုက်ရပ်တည်နေပါတယ်အုပ်စု C အုပ်စု C မှာဆိုလို့ရှိရင်တော့ Hanoveri United အသင်းအနေနဲ့နှစ်ပွဲကစားတပွဲနိုင်တပွဲတည်းရမှတ်၄မှတ်နဲ့အုပ်စုထိပ်ဆုံးနေရာမှာဥဆောင်နေပါတယ် အုပ်စုဒုတိယနေရာမှာတော့ရခိုင်ယူနိုက်တက်အသင်းကတပွဲကစားတပွဲနိုင်ရမှတ်၃မှတ်နဲ့အုပ်စုဒုတိယနေရာမှာရက်တီနေပါတယ်အချင်းအာကစားသိပ်ပံနဲ့ glory go အသင်းတွေကတော့အဆင်း3 4 5နေရာတွေမှာအဆင်းလိုက်ရက်တီနေပါတယ်အုပ်စုဒီအုပ်စုဒီမှာဆိုလို့ရှိရင်တော့တကုံစတားအသင်းကနှစ်ပွဲကစားတပွဲနိုင်တပွဲတည်းရေရမှတ်၄မှတ်နဲ့အုပ်စုထိပ်ဆုံးနေရာမှာဥဆောင်နေပါတယ်အုပ်စုဒုတိယနေရာမှာတော့မြောက်ဝတီအသင်းအနေနဲ့တပွဲကစားတပွဲနိုင်ရမှတ်၃မှတ်နဲ့ အုပ်စုဒုတိယနေရာမှာရက်တီနေပါတယ်ရှင်သနာဘုံရှာမညနဲ့စေဘာစတာအသင်းတွေကတော့အစင်း3 4 5နေရာတွေမှာအစင်းလိုက်ရက်တီနေပါတယ်အုပ်စုပွဲစဉ်နှစ်အပြီးမှာအသင်းအလုံးပေါင်းရဲ့စုစုပေါင်းတွင်ကိုက85ခုအထိရှိပါတယ်ဒီရထဲမှာတပွဲတဲ့9ခုတွင်ခဲ့တဲ့ကစားသမား2ဦးတပွဲတဲ့4ခုတွင်ခဲ့တဲ့ကစားသမား3ဦးနဲ့တပွဲတဲ့3ခုတွင်ခဲ့တဲ့ကစားသမား4ဦးအထိရှိခဲ့ပါတယ်အုပ်စုပွဲစဉ်နှစ်အပြီးဂိုးသွင်းများဆုံးစီးရဲ့ထိပ်ဆုံးနေရာမှာတော့ ဖုံစရာအတင်းရဲ့တိုက်စင်မှုရန်ကျော်ထွေးကတွင်ကို69နဲ့ရက်တီနေပါတယ်သူ့နောက်မှာတော့ရန်ကုန်ယူနိုက်တက်တိုက်စင်မှုမိုကူရှောင်းယူနိုက်တက်တိုက်စင်ကစားသမားရရင်အောင်ဂျာကာယူနိုက်တက်တိုက်စင်မှုခင်ကျော်ဝင်းတို့ကတွင်ကို၄ကိုစနဲ့ဒုတိယနေရာမှာပူးတွဲရက်တီနေပါတယ်အုပ်စုပွဲစဉ်နှစ်အပြီးမှာအုပ်စုတစ်ခုချင်းစီကအုပ်စုအောက်ဆုံးနေရာမှာရက်တီနေတဲ့အသင်းတွေကတော့နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်အခွင့်အရေးတော်တော်လေးကိုနှဲပါသွားပါပြီ ဒါပေမဲ့ကြံတဲ့အသင်းတွေအားလုံးကတော့ quarter final အဆင့်ကိုတက်ရောက်ဖို့အတွက်မျှော်လင့်ချက်ရှိနေပါသေးတယ်။အုပ်စုပွဲစဉ်၃ပွဲစဉ်တွေကိုတော့လာမယ့်မေလ10ရက်နေ့စနေနေ့မှာပြန်လည်ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။၂၀25 MNL League Cup ပြိုင်ပွဲကိုရန်ကုန်မြို့ရှိတူဝနာကွင်း၊ YUSC ကွင်း၊ဗရုံမာကွင်းနဲ့တက္ကသိုလ်ကွင်းတွေမှာကျင်းပလျက်ရှိပါတယ်။ AmariFo Channel 7နဲ့ Reader Channel တွေကနေပြော်တယ်။ Highlight Live ပုံပြင်ပြသပေးလျက်ရှိပါတယ်။ ပြောင်းပလေးစပေါ့ချူချူ channel မြန်မာ nationally ချူချူ channel နဲ့ nationally တူချူချူ channel တွေမှာလည်း MNL Cup တိုင်ပွဲရဲ့ပွဲစဉ်တွေကိုထားရိုက် live ထုတ်လွှင့်ပြသပေးနေတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါအပ်လိုက်ပါတယ်